။မားလုံးမဲမင်္ဂလာပါဗျာ။အခုကတော့ကျွန်တော်တို့ကဘာလေးအဓိကထားပြောချင်တာလဲဆိုတော့2380ခွန်မှာမွေးလာမဲ့ရင်သွေးလေးတွေကိုပြောပြချင်တာဖြစ်တယ်။အဲ1380ခွန်မှာမွေးလာတဲ့ရင်သွေးလေးတွေကအထူးသဖြင့်တင်းနေဦးလေးဆိုရင်တော့ပင်ကဘွာတင်းနေလာဆိုရင်တော့ပူရီဘွာအင်္ဂါဆိုရင်တော့တိုက်ဘွာဗုဒ္ဓဘူးဆိုရင်တော့မန္နဘွာပေါ့နော်။ဂျာတာပရီဆိုရင်ဒီပရီဘွာတောက်ကြဆိုရင်ယာဇဘွာဖြစ်ပြီးစနေဆိုရင်အထွန်းဘွာဖြစ်ကြတယ်။အဲ့ဒီမှာကျွန်တော်တို့ကအကြံအာရီခဏထားကျွန်တော်တို့ကမွေးဖွားဖို့စဉ်းစားကြတဲ့အခါကျရင် ဗေဒီပညာနားမလည်တဲ့လူကတော့သူတို့နဲ့အဆင်ပြေလောက်မယ်ထင်နေတာသူကကြုံလို့မွေးလိုက်ကြတာရှင်ရှိမယ်အဲဗေဒီပညာလည်းနည်းနည်းပါးပါးတက်တယ်ဟိုဗေဒင်နဲ့လည်းတွက်ပြီးမွေးကျင်တယ်အဲဒါမှမဟုတ်ဗေနင်းနဲ့ဗေနင်းနဲ့လေးကဖွားစားတာကောင်းတော့ငါတို့ကတော့ဟိုအထုံးဘွားလေးကြိုက်တယ်ရာသဘွားလေးကြိုက်တယ်အဓိပတိဘွားလေးကြိုက်တယ်တိုက်ဘွားလေးကြိုက်တယ်စသဖြင့်ဒီလိုမျိုးအချက်လေးတွေကိုကျွန်တော်တို့ကစဉ်းစားပြီးတော့ရင်သွေးမွေးဖွားရွေးမယ်ဆိုရင် နည်းနည်းလေးအကြံပြုချင်တာလေးရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့တောက်ကြဇာစားဘွားတွေကဖွားစားတာကောင်းကြတယ်။ဖွားစားတာညံ့နေတဲ့နေရာမှာမပါဘူး။အဲ့တော့ကျွန်တော်တို့ကဒီတကြံနောက်ပိုင်းနှစ်ဆန်းတရက်ကစလို့ကျွန်တော်တို့ကတစ်နှစ်အတွင်းအာတောက်ကြနေ့ကလေးကိုတော့ငါတို့ရင်သွေးအဖြစ်မွေးဖွားမယ်။ဆိုရင်ဒီအချက်လေးတွေကိုသိထားဖို့လိုပါတယ်။အထူးသဖြင့်သူတို့တွေကအိမ်တော်ကြီးကညံ့ကြပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးအားနေတယ်။အိမ်တော်ကြီးကညံ့ကြတယ်။ ိန်အောင်ရင်းနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြရတာမျိုးဖြစ်ရတတ်တယ်။ကိုယ့်ထက်အဆင့်အတန်းနှိပ်ပါတဲ့လူမျိုးနဲ့အိန်အောင်ကြလွယ်တယ်။ဒီအချက်တွေကိုကျွန်တော်တို့ကမေ့ထားလို့မရဘူး။ဒါကြောင့်တောက်ကြယာစားဘွားကိုကိုယ့်ရဲ့ရင်သွင်းငယ်ဖြစ်ရွေးချယ်တော့မယ်ဆိုရင်အိန်အောင်ရင်းကံမကောင်းဘူးအိန်အောင်ရင်းကံခေတယ်ဆိုတာကိုသိထားတဲ့။ဒါကြောင့်ပဲအထူးသဖြင့်မိန်းကလေးတွေဆိုရင်လုံးဝမရွေးတာပိုကောင်းတယ်။မိန်းကလေးတွေဆိုရင်အိန်အောင်ရင်းနဲ့ပတ်သက်ပြီးတော့ဘာဖြစ်ဖြစ်မြန်မာနိုင်ငံအနေထားနဲ့ရတော့မကောင်းဘူးလို့ပဲကျွန်တော်ကမြင်တာဖြစ်တဲ့အတွက် တောက်ကြရာဇဘွားတွေကိုကျွန်တော်တို့ကမွေးတော့မယ်ဆိုရင်တာသမီးရရင်သွေးလဲမိန်းကလေးဖြစ်တယ်ဆိုရင်တော့ရှောင်လိုက်တာပိုကောင်းပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့တောက်ကြရာဇဘွားတွေရဲ့အားနေချက်ကဘာလဲဆိုတော့နာမည်ပေးတဲ့နေရာမှာတတိထားဖို့လိုပါတယ်သူတို့တွေကဘဝမှာအသက်ကြီးပိုင်းအိုစာတာမှာညံ့လွယ်တာဖြစ်တဲ့အတွက်နာမည်ပေးတာတာမှားခဲ့ရင်အိုစာတာအသက်ကြီးပိုင်းမှာညံ့ပါပါအဲ့တော့နာမည်ပေးတာမှားခဲ့ရင်ဆိုတာဗျာဟိုသူတို့ရဲ့အသက်ကြီးပိုင်းဖြတ်တန်းအမဲ့ဂျိုတွေကဗုဒ္ဓဟူးဂျိုတွေ အဲ့တော့ဗုဒ္ဓဘူးကျိုးအားနည်းအောင်ပေးလိုက်လို့မရဘူးသူတို့ဖွားစားတာမှာဟောလေဗုဒ္ဓဘူးဟာအားနည်းပြီးသားအဲ့တော့ဟိုမှာထပ်ပြီးကျွန်တော်ဗုဒ္ဓဘူးကိုအားနည်းအောင်ပေးလိုက်မိတယ်ဆိုရင် ပို့ပြီးတော့အညံ့ဘက်ကိုရောက်သွားတယ်နော်ဒါလေးကိုတော့သိစေချင်ပါတယ်အဲ့တော့တောက်ကြရသားဘာမယွေမယွေရအောင်မပြောဘူးတောက်ကြရသားဘာတွေကစီးပွားရေးကောင်းတယ်ဘဝအောင်မြင်ရေးကောင်းတယ်တက်လက်ပိုင်းမှာကြီးကျယ်တဲ့အောင်မြင်မှုတွေရတယ်ဒါပေမဲ့ဒီဒီအားနည်းချက်တွေတော့ရှိတယ်ပေါ့နောက်ပြီးစနေအထုံးဘွားအားထုံးဘွားလေးစနေဆိုပြီးတော့ရွေးကြတာလည်းရှိလာလိမ့်မယ် တဦးစနေလောက်တာကြောက်ကြတာဟုတ်ဒုတိယကလေးတတိယကလေးဆိုရင်စနေရွေးကြရတဲ့သူတွေလည်းရှိတယ်အဲ့တော့စနေအထုံးွားတွေကကောင်းလားမကောင်းဘူးလားပေါ့စနေအထုံးွားတွေရဲ့အားနဲ့ချက်ကအချို့နေရာတွေမှာဟိုဆွမ်းဆောင်ရည်ပိုင်းကိုစိတ်ချရတယ်သူတို့ကတော်တယ်အဲ့တော့ကုမ္ပဏီတစ်ခုမှာမန်နေဂျာကောင်းကုမ္ပဏီတစ်ခုမှာဦးဆောင်နိုင်စွမ်းရှိတဲ့လူတွေတစ်ခုခုကိုတာဝန်ပေးလိုက်ရင်ခြေပုံအောင်လုပ်နိုင်တဲ့လူတွေနော်ပေးထားတဲ့တာဝန်ကို ပြီးပြတ်အောင်လုံနိုင်တဲ့သူတွေအဖြစ်စနေအထုံးပွားတွေကိုကျွန်တော်အများကြီးတွေ့ရတယ်။ဒါမှစနေတော်အထုံးပွားတွေကဒီဘက်ခင်းနဲ့မလိုက်ညီတဲ့မလိုက်ဖက်တဲ့အချက်ကပါလဲဆိုတော့စူတီထွင်တဲ့အပိုင်းနော်ကိုပေါ့ကိုဘလူးအကူညီမမပါဘဲနဲ့ထိုးဖောက်ရတဲ့အပိုင်းကိုပိုင်စည်းဝါးကြီးလှုပ်တဲ့နေရာကျရင်ဈေးကွက်ထိုးဖောက်တဲ့အပိုင်းနော်အနာဒီအပိုင်းမှာတော့တော်တော်လေးအားနည်းတဲ့လူတွေအဖြစ်တွေ့ရတယ်ဒါကြောင့်စနေရထုံးပွားတွေကို ျွန်တော်သူတင်နာလုတ်ခဲ့တဲ့ဟာတွေမနေဘူးပေါ့နော်မနေဘူးအဲ့ဒါတွေကိုကျွန်တော်ကြည့်တဲ့အခါကျရင်ဘာတွေတွေ့ရလဲဆိုတော့အဲလာကစားဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေနေရာတစ်ခုခုမှာအရာရှိကြီးတွေအဲ့လိုလူမျိုးတွေတော့များတယ်အဲကိုပိုင်စီးပွားရေးလုံနေတဲ့လူမရှိဘူးလားရှိတယ်နဲတယ်အဲဒီကိုပိုင်စီးပွားရေးမှာအောင်မြင်နေတဲ့လူကလည်းဘေးကွန်ထရိုးလ်ကကောင်းပြီးတော့သူ့အောင်မြင်မှုအတွက်လမ်းတည့်ပေးနေတဲ့လူရှိလို့အောင်မြင်နေတာများတာဖြစ်တဲ့အတွက်ကိုပိုင်စီးပွားရေးနဲ့ငါးသားလေးကိုစွန့်အောင်စားစား နော်သူတယောက်တည်းဖောက်ထွက်နိုင်အောင်လှုပ်ဆွေးခြင်းနဲ့ဆိုတော့စနေအထုံးဘွားအရင်ကြီးစုံတဲ့တဲမှာမပါသလိုစနေအထုံးဘွားတွေကအလုတ်ရွေးပါတယ်သူတို့ ਨੇ အဆက်တဲ့အလုတ်ဇာတာတွေမှာပါတယ်အဲ့ဒီအဆက်တဲ့အလုတ်မှမရွေးမင်းဘွားမှာတသက်လုံးလိမ့်ဖဲလိမ့်ဖဲဖြစ်သွားအောင်အဲ့တော့သူတို့ ਨੇ အဆက်တဲ့အလုတ်ကိုလည်းရွေးမိတယ်အမိဖားကလည်းစီးပွားရေးလုပ်ငန်းရှင်ဖြစ်တယ်စီးပွားရေးနဲ့ပတ်သက်ပြီးကိုပိုင်စီးပွားရေးတမှာတားအောင်ကိုပိုင်စီးပွားရေးလမ်းကြောင်းပေါ်တင်ပေးနိုင်တယ်အဲ့လိုမျိုးဆိုရင်တိတ်ကောင်းတာတိတ်ပြီးအဆင်ပြေတာတွေ့ရတယ်စနေအထုံးဘွားတွေကအသက်ကြီးလာလေလေး ကံကြမ္မာမြင့်မားမှုပိုကောင်းလေလေအသက်ကြီးလာလေလေကံကြမ္မာမြင့်မားမှုပိုကောင်းလေလေဖြစ်တဲ့အတွက်အသက်ကြီးပိုင်းကိုကျွန်တော်တို့ကတော့ပို့ပြီးတော့အားရစရာကောင်းတဲ့လူမျိုးဖြစ်ကျွန်တော်တို့စနေအထုံးဘွားတွေကိုတွေ့ရတယ်အိမ်တော်အေးကံအရင်ဆိုးနေတာမျိုးမရှိဘူးเนาะအားရရည်နဲ့ပတ်သက်ပြီးတော့လည်းအရင်ညံ့နေတာမျိုးမရှိဘူးတခုတော့ရှိတယ်အိမ်တော်ဘက်ကကိုထက်နေနေတုံးတာမျိုးကိုလောက်မပားနဲ့တာမျိုးကိုနဲ့ရှင်ရင်တော့သူကအတိညာပိုင်းအတွေးခေါ်ပိုင်းအားနေတာမျိုးအဲ့လိုလူမျိုးနဲ့အိမ်တော်ကြတတ်တာကိုကျွန်တော်တို့ သိစေခြင်း ਨੇ နောက်ပြီးပေါ့ဂျာတာပရီအဓိပတိဘွားတွေပေါ့ဂျာတာပရီအဓိပတိဘွားတွေကိုရွေးတော့မယ်ဆိုရင်ကျွန်တော်တို့ကသိထားရမယ့်အချက်လေးရှိတယ်နော်ဂျာတာပရီအဓိပတိဘွားတွေကမကောင်းတာမဟုတ်ဘူးကောင်းပါတယ်ကောင်းပါတယ်ဒါပေမဲ့ကျမ်းမာရေးပိုင်းအနည်းငယ်သတိထားရလိမ့်မယ်ကျမ်းမာရေးပိုင်းရုပ်ရော်အားနေတာမျိုးတွေရှိတတ်တယ်အထူးသဖြင့်ကျွန်တော်တို့သိထားရမယ့်ကိစ္စကဘာလဲဆိုတော့အသက်ကြီးမှသားသမီးယူတယ်ဆိုရင်ဂျာတာပရီအဓိပတိဘွားတွေကိုကျွန်တော်ကတော့အားမပေးဘူး အဲ့တော့ကျွန်တော်တို့ဘာဖြစ်လို့လဲဆိုတော့ကလေးကနည်းနည်းလေးသူများထက်မူမမှန်တာလေးတွေဖြစ်လွယ်တာမျိုးဖြစ်တတ်တယ်။ဒါပါတော့စကားပြောနောက်ကျတာမျိုးလို့အနေနဲ့အော်စတင်ဆန်ဆန်ဖြစ်တာမျိုးလို့အသက်အရန်ကြီးမှသားသမီးယူလိုက်တယ်ဆိုရင်အဲအော်စတင်တို့ down syndrome တို့ဖြစ်တာမျိုးလို့ဒါမှမဟုတ် ADHD ပုံစံမျိုးဖြစ်တာမျိုးလို့အဲဒီလိုမျိုးလေးတွေဖြစ်လွယ်တာဖြစ်တဲ့အတွက်ကိုယ်လည်းအသက်ကြီးမှသားသမီးယူတယ်ဆိုရင်ကျွန်တော်တို့ ကြာတာရင်းနေလဲရွေးမယ်ဆိုရင်တော့နည်းနည်းလေးတတိထားဖို့လိုပါလိမ့်မယ်အဲအသက်ကြီးမှအသားသမီးယူရင်တော့ကျွန်တော်တို့ဟိုသွေးဖောက်ပြီးစစ်တဲ့ဟာရှိတယ်အဲလိုခလေးရမွေးကလေးရနော်အော်စတန်လာဒရောင်းလာတိနိုင်တဲ့နီးတွေရှိတယ်အဲလိုနဲ့စစ်ဆေးကြည့်စေခြင်းနဲ့ပြီးတော့ကြာတာပရီအဓိပတိဘွားကိုယူမယ်ဆိုရင်လည်းအဲလိုဆက်ထားပြီးတော့ခလေးရတော့ကောင်းတယ်ဟေးပုံမှန်ပဲဟေးဆိုတဲ့အနေအထားမျိုး result ရမှလာကြာတာပရီအဓိပတိဘွားကိုယူတဲ့နဲ့အဲ့မဟုတ်ဆိုကြာပရီပြာအာအသိဉာဏ်နောက်ကျနေတာရောအာစကားပြောနောက်ကျနေတာရောအဲဒီလိုမျိုးတွေကို ဖြစ်တာမျိုးကျွန်တော်တွေ့ရတာများလာတယ်ပေါ့ငါးယောက်မှတစ်ယောက်ငါးယောက်မှတစ်ယောက်ငါးယောက်မှတစ်ယောက်ဆိုတော့ရာဂိုင်တော့အဖြစ်တော့အရန်လည်းမနှဲနေတာဖြစ်တဲ့အတွက်ကိုကိုတိုင်ကအသက်ကြီးမှလာသားသမီးယူတယ်ကိုကိုတိုင်ကကိုဝင်ဆောင်ချိန်မှာချို့ရင်းတက်တာကျမကြီးရုပ်ရော့နေတဲ့လူဖြစ်တယ်အဲကို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 တိုင်ကအဖျားအနာများတဲ့မိခင်တယောက်မိခင်လောင်းတယောက်ဖြစ်တယ်ဆိုရင်တော့ဂျာတာပရီအဓိပတိဘွားကိုကျွန်တော်ကတော့လက်ဆောင်စီခြင်းနဲ့အခြားငငယ်ရွယ်တန်တမာမာတွေဖြစ်ကြတယ်မိဘတွေဇာတာနဲ့လည်းကြိုက်တယ်ဆိုရင်တော့ဂျာရီအဓိပတိဘွားတွေကကောင်းပါတယ် အဲ့ဒါလေးတစ်ချက်ပြောဝေးချင်တာဖြစ်တယ်နောက်ပြီးအင်္ဂါတိုက်ဖွားပေါ့အင်္ဂါတိုက်ဖွားတွေကိုတော့ကျွန်တော်ကတော့ဘာဖြစ်ဖြစ်ကြိုက်တယ်ပေါ့တိတ်တော်တဲ့လူမျိုးတွေကျွန်တော်အများကြီးတွေ့ရတယ်အင်္ဂါတိုက်ဖွားတွေကအင်္ဂါတိုက်ဖွားတွေမှာဆိုရင်ဟိုအများကြီးဘယ်လိုပြောမလဲဖြန့်ကျက်တွေးတောနိုင်တဲ့အစွမ်းအစာသူများတွေထက်တာတယ်ထားပါတော့ကျွန်တော်ကနည်းနည်းလေးပဲပြောပြတယ်ကျွန်တော်ကတလက်မလောက်ပြောပြရင်တို့ကတပေလောက်မြင်တဲ့လူတွေနော်အဲ့လိုမျိုးပြအဲ့လိုမျိုးတော်ရတယ် အဲ့လိုမျိုးတော်ကြတာဖြစ်တဲ့အတွက်ဒီဘက်ခစ်နဲ့ကျွန်တော်တို့ကတော့ကြိုက်တယ်လို့ပြောရမှာဒီဘက်ခစ်ဆိုတာတက်တေးသေးလေးသိပြီးကျွန်တော်တို့အများကြီးချက်တွေးနိုင်တဲ့လူကစားသွားမှာပဲဘယ်မှာဖြစ်ဖြစ် information ကခောက်ကျင်ရင်သိတယ်ဒါပေမဲ့အဲ့ဒါအောင်မှဘယ်လို apply ပြန်လုပ်မလဲဆိုတဲ့လူမျိုးတွေကပို့ပြီးအောင်မြင်တာဖြစ်တဲ့အတွက်ဟို information တော့သိတယ်ဒါကြီးကိုဘယ်လိုအသုံးချရမလဲမသိဘူး data အချက်လက်တွေတော့ရှိတယ်ဒါကြီးကအောင်မြင်အောင်ကဘယ်လို ကိုယ့်ဘဝထဲမှာထည့်ရမလဲဆိုတာမသိဘူးအဲ့လိုလူမျိုးတွေထက်ဆိုင်ဒီလိုလူတွေကတကယ်ကိုဖောက်ထွက်ပြီးတွေးနိုင်တဲ့လူတွေအရေးပြောက်လို့အကောင်မြင်တဲ့လူတွေတခုခုဖြန့်ကျက်ပြီးတွေးနိုင်တဲ့လူမျိုးတွေဒီလိုမျိုးတွေဖြစ်လာတတ်တာဖြစ်တဲ့အတွက်အင်္ဂါတိုက်ဖွားတွေဟာအများကြီးကောင်းတယ်အများကြီးကောင်းတယ်ဒါပေမဲ့တခုရှိတာနံပါတ်ပေးမှားခဲ့တယ်ဆိုရင်အိမ်အောင်စောစီးကြသွားတာမျိုးတွေနော်အိမ်အောင်ရေးအဆင်မပြေတာမျိုးတွေ အဲရောက်ခမတို့ဟိုဟိုဘက်ကရောက်ဖားတို့နဲ့မတဲ့တာမျိုးတွေအဲအချို့ဆိုရင်ငွေရွေးစင်းမှာဘယ်လိုပြောမလဲဘဝကြီးကကမောက်ကမဖြစ်သွားတာမျိုးတွေသူတို့ကအသက်28ကျော်အချို့ဆိုရင်အသက်30ကျော်ဒီလောက်ကြာမှဘဝတည်ငြိမ်တာများကြတာဖြစ်တယ်ငွေရွေးစင်းမှာတော့တော်တော်ကြီးဗျံပရာနိုင်တယ်တော်တော်ကြီးအလုတ်ဆုံးတယ်တော်တော်ကြီးဘဝရှုပ်ထွေးကြတဲ့သူမျိုးတွေတော့ဖြစ်တတ်တယ်ဒါပေမဲ့မကောင်းဘူးလားဆိုတော့ကောင်းတယ်အဲ့တော့မိဘတွေကလည်းထိမ့်မိနိုင်တယ် ဒီကလေးကိုဟန်တယ်လုတ်ပေးနိုင်တယ်ဆိုရင်တော့ဒီကလေးကအင်္ဂါတိုက်ခွားတွေကထူးထူးခြားခြားအောင်အမြင်ဆုံးဘဝကိုရသွားနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ကြိုက်တယ်လို့ပဲပြောပါရတယ်။နော်အင်္ဂါတိုက်ခွားတွေကိုရွေးချယ်မယ်ဆိုရင်လည်းရွေးချယ်လို့ရပါတယ်။ဒါရေဘူကပြောပြတာဖြစ်ပါတယ်။အားလုံးပဲနာမည်ပေးမှန်ပြီးတော့အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေပိုင်ဆိုင်နိုင်ကြပါစေ။ရင်းနှီးမွေးဖွားရဲ့ရွေးတယ်ဆိုတာကလည်းကျွန်တော်တို့အထိုက်လျောက်တော့အသုံးပြုတဲ့နာဖြစ်တဲ့အတွက်ကျွန်တော်ပြောပြတာဖြစ်ပါတယ်။ဟောဘယ်နေ့ဘယ်ရက်မှရွေးကျင်တယ်ဆိုလို့ကျွန်တော်တို့ရွေးလို့မရဘူး။နော်ဒါကတော့ကိုဝင်းက6လ10လဖြစ်နေပြီ။မဟုတ်ဘူးကျွန်တော်တို့ကနောက်တစ်လမှကန်ကောင်းပါဆိုလို့ ဆက်လပိုင်းမှာမွေးမယ်ဟိငါတို့ဆက်နှစ်လကြာမှာမွေးမယ်လို့မွေးလို့မရဘူးသူတို့ကန်အတိုင်းသူတို့လာတာဖြစ်တယ်ကျွန်တော်တို့ကအဲ့ဒီကန်လေးကိုပြောင်းလဲအောင်လည်းလုပ်လို့မရဘူးနည်းနည်းလိုက်တဲ့ပေးအောင်ဖြစ်တဲ့အတွက်ရက်ရွေးတာမျိုးလုပ်ပေးတာဖြစ်ပါတယ်လောက်ဆောင်တော့အားလုံးမတွေးဆဆင်နိုင်မလို့ယုံကြည်ပါတယ်ဗျာအားလုံးမပန်းပိုက်ပါ